ကိုညိုမင်းလွင်ရဲ့ Facebook account မှာဖတ်ကြကြရှင်းပြတာချက်လက်တွေအများကြီးရှိရပါတော့နော်အခုမကောင်းသေးတော့မှတဖြည်းဖြည်းပိုကောင်းလာမှာပေါ့နော်အာတဖြည်းဖြည်းပိုကောင်းလာအောင် လုပ်နေရဲဆိုတော့စိတ်ကလေးကိုပဲအတိမတ်ကြည့်ပြရပါဒီဒူမတွေကိုကရော့ပွင့်ရတယ်ဆိုတာဟာလည်းဒါကဘာဖြစ်ဖြစ်ဒီအမှုပညာအစည်းအုံးဆိုတဲ့ခေါင်းစဉ်အောင်မှာကိုကဝင်ရောက်ခွင့်ရတယ်ဆိုတာနဲ့တော်တော်လေးကိုပီတိဖြစ်မိနေတာကာရိုက်တာကိုမနစ်သက်တဲ့သူအတွက်ရက်ကူးပေးတာမျိုးမဟုတ်ဘဲနဲ့ဒီကာရိုက်တာကိုကြည့်ချင်တယ်ဆိုတော့ ပရိသတ်အတွက်ရိုက်ကူးမှဖြစ်တဲ့အတွက်ကြောင့်မလို့ရိုက်ကူးကျင်တဲ့ character ဆိုတော့ဒီနေ့ကပထမဆုံးကတကြီးပူဇော်ပွဲမှာဒါကုထက်ဝိုင်းရင်တပိုင်းရင် senior အဖိုးဘွားတွေအများကြီးပဲတွေ့မြင်ရတဲ့အတွက်ကြောင့်မယ်အရန်ဝမ်းသာတယ်ပြီးတော့ဒီလိုမျိုးအသက်ရှင်ရှင်ကြက်ကြက်မမာနဲ့ကိုယ်အနုပညာလောကသားရဲ့မျိုးဆက်သစ်တွေလာရောက်ဝင်းရံပြီးတော့ပွဲခမ်းနားတွေပြပွင့်ရှင်ရှင်နဲ့လာရောက်ကြတော့ကြရဲဆိုတဲ့ PT ကို ဟိုကိုစားကိုကိုတိုင်းလည်းခံစားမိပါဗျ။အာတကယ်ကြလို့ရှိရင်လည်းဒီလိုမျိုးကတော့ခံထိုက်တဲ့ပုံကိုဖြစ်အောင်စူးစမ်းဖို့အတွက်မိုတီလည်းအများကြီးရပါတယ်။အများကြီးအများကြီးအများကြီးစူးစမ်းရအောင်ပါပဲဖြစ်ပါတယ်။ပြီးတော့ဒီလိုမျိုးကိုအနုပညာလူရှင်အစည်းအဝေးဆိုတဲ့ကောင်းစဉ်အောင်မှာဒါကိုနဲ့တူ Draft Day ကိုဆောင်ခဲ့ကြတဲ့အနုပညာကြီးကိုမောင်နှမတွေမိန်းမတွေမိန်းသမီးတွေဇက်ဖို့ဇက်ရန်ဆက်မှုအလှအားလုံးလည်းတွေ့ရတယ်။အာ ဒီလိုမျိုးစီစီလုံးလုံးဖြစ်တဲ့အတွက်ကြောင့်မလို့လည်းအန်တမဝမ်းသာမိပါတယ်အပြီးတော့ဒီမှာနေပန်စီပွဲတော့လည်းရှိရတဲ့အတွက်ကြောင့်မလို့လားကိုလောကသားတွေကြီးပဲလွတ်လွတ်လပ်လပ်ပြပွဲရှိနေတဲ့အလူအတန်းကုတူယူနေရတာကြောင့်တာလူအကုတူတွေအများကြီးရတာစားဖြစ်ပါတယ်ခင်ဗျနေပန်စီကတော့အများကြီးပဲမဟုတ်တယ်အများကြီးရပါတယ်ဒါပေမဲ့ကျွန်တော်လည်းမတင်နိုင်နိုင်တဲ့တများတွေလည်းပြန်ပေးခဲ့တယ်ပြန်လှူခဲ့တာပေါ့ဟုတ်နိဗ္ဗာန်ဈေးပွဲတော်လားနိဗ္ဗာန်ဈေးပွဲတော်ကငွေတော့အရင်ပြောဖို့ကောင်းတယ်လေအာကိုယ်တွေရက်ွက်တွေထဲမှာအကုန်လုံးကစီစီလုံးလုံးညီညွတ်နဲ့အာမြန်မာလူမျိုးတွေရဲ့ဒလေပေါ့ လူအတန်းလုံနေရဆိုလို့ရှိရင်အကြည်တက်ပေါ့အကြည်တက်မြေတားတရားတွေကအများကြီးဒီလမ်းတစ်လျှောက်လုံးမှာပြည့်ပြည့်နှံ့နေတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာအကုန်လုံးအလူပေါ်မှာပဲစိတ်ထည့်ထားကြတယ်အဲဒီဖေးကျင်နဲ့ကန်းကျင်နဲ့အလူတန်းကိုလက်ခံကြရတယ်ဒီအတွက်ကြောင့်မို့လို့ဒါ positive တွေအများကြီး energy တွေအများကြီးရတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါနိဗ္ဗာန်စီးပွဲရဲဆိုတာခေါင်းစဉ်နဲ့လိုက်အောင်မယ်အမှန်တမ်းကဒါကြည်လူကိုကောင်းပါလေအဲ့လိုတော့တိတ်တော့မသွားခင်ဘူးဗျာဟုတ်ဟုတ် ပီတိဖြစ်မိတာဗောနော်ဒါကကိုချစ်တဲ့လောကကိုကိုဟိုကိုတံမိုးထားတဲ့အလုတ်ကိုင်းကိုရဲ့အသက်မွေးဝမ်းကြောင်းအလုတ်တစ်ခုမှာဒါကိုရဲ့ရှေ့ကဒါအကြီးကြီးတွေအာဒါလူကြီးသူမတွေကိုကရော့ခွင့်ရတယ်ဆိုတာဟာလေဒါဘာဖြစ်ဖြစ်ဒီအမှုပညာအစည်းအုံးဆိုတဲ့ခေါင်းစဉ်အောင်မှာကိုကဝင်ရောက်ခွင့်ရတယ်ဆိုတာနဲ့တော်တော်လေးကိုပီတိဖြစ်မိနေတာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မို့လို့လဲဒါနောက်နေ့တဲ့နောက်နေ့တဲ့မှာလဲဒီချက်ပို့ပြီးတော့အများကြီးပါဝင်သွားခြင်းနဲ့ ဒါကျွန်တော်တို့ဒါနောက်နေ့နောက်နေ့ကျွန်တော်လူငယ်တွေအနေနဲ့ရတယ်နေပန်စီကျွန်တော်တငယ်ချင်းတွေနေပန်စီတန်းနေကျွန်တော်ထပ်ပြီးတော့ခြေကြမယ်စိုင်းနေနဲ့ပြုတ်ပွင့်ရှင်ရင်ပို့ပြီးတော့လုံလုံမယ်လို့လည်းစိတ်ဆုံးဖြတ်ထားပါတယ်ဟုတ်ဟောကျွန်တော်ဇကာအနေနဲ့ရတော့ဒီနှစ်တခြားလုံးမှာ ပြခဲ့တဲ့ဇကာတွေလည်းအများကြီးပြတာခဲ့ပြီးပြီပေါ့နော်အာဆိုတော့ဒါအရှိပိုင်းကပြတာခဲ့တဲ့ဇကာတွေမှာကျွန်တော်ကဒါ ဒါ drama နဲ့တွေပေါ့နော်ဟာတာကားတွေအာများတယ် comedy ကားတွေများတယ်ဒီနောက်ဆုံးတတုတ်ယုံရွေးတာမှာတော့ကျွန်တော်မှလက်ရှိကျန်ရှိနေတဲ့ကားတွေကတော့ဟာတာကတော့အာတကားနကားလောက်ပဲကျန်နေကျန်တဲ့ကားတွေအကုန်လုံးက drama တွေအာ action တွေ heavy drama တွေများတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကျွန်တော်ကလည်းကျွန်တော်လည်းမျှော်လင့်ပါတယ်ကျွန်တော်အခုလက်ရှိကျွန်တော်ရိုက်ပြီးသားကျန်ရှိနေတဲ့ကားတွေတဲမှာဒါ drama ကားကောင်းတွေဒါအာတာကားတွေလည်း ူကလည်းသူကောင်းတယ်ဒါပေမဲ့အရှိမဟာတကာကြီးပြတာများသွားခါကျတော့ပရိသတ်အတိုင်းအနေနဲ့ကလည်းဒါဒရမာကားကြီးကြည့်ချင်ပါပဲလေဆိုတော့ဒါဒီဒီတော့ယုံယူတဲ့နေရာမှာလေကျွန်တော်ရဲ့ကားတွေကိုဒါဒရမာကားကြီးပေါဝင်လာဖို့အတွက်ညှော်လင့်ပါတယ်အများကြီးမပါဝင်တော့မှတကားနှကားလောက်ဆိုလို့ရှိရင်ရပါပြီဆိုတော့ကျွန်တော်ကကျွန်တော်ပြိတ္တာကိုကျွန်တော်မတူညီတဲ့အရာတမျိုးတွေပေးချင်တာပေါ့နော်အာ ဲ့အတွက်လည်းကျွန်တော်ကရတာဆောင်အောင်ရိုက်ကူးတာပဲဖြစ်တယ်ကျွန်တော်ဟာတာလည်းရိုက်တယ်ဒရမာလည်းရိုက်တယ်အကုန်ရိုက်တယ်ဒီထဲကမှဒါရုပ်ချင်းရုပ်ရှင်ရဲ့စိတ်ချအနေနဲ့ဒါရွေးချယ်တဲ့နေရာမှာဒါဟာတာတွေပို့ပြီးတော့ရွေးချယ်ဖြစ်သွားတာကတော့ဒါကတော့ဒါဆောင်အောင်ရိုက်ထားပေမဲ့လည်းဒါရုပ်ရှင်ရွေးချယ်မှုပဲပေါ့နော်ဆိုတော့လက်ရှိကြန့်ရှိတဲ့ကားတွေမှာလည်းဒါဒရမာကားတွေအများကြီးကြန့်ရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကားတွေပါလာပါစေလို့ကျွန်တော်လည်းမျှော်လဲမျှော်လင့်ပါတယ်နောက်ဆုံးဒီနှစ်အတွက်တော့နောက်ဆုံးတက်တော့ရွေးဖို့ပဲကြံတော့တာပေါ့နော် ဆိုတော့ဒီ3လမှာဘယ်ကားတွေပြည့်သက်စီကိုရောက်မလဲဆိုတာလည်းကျွန်တော်ကိုယ်တိုင်လည်းရင်ခုန်နေပါတယ်ဟုတ်ဟုတ်ရိုက်ကူးချိန်ကတော့ဒါကကျွန်တော်တို့တရက်ပဲကြာမြင့်နေဆိုပေမဲ့ဒါကအရှိမရိုက်ကူးတဲ့ရက်တွေကျွန်တော်တို့ pre production လုပ်တဲ့ရက်တွေအရင်များပါတယ်အာပြီးတော့ဒါကိုညုံမင်းလွင်အကောင့်မှာရှင်းပြထားတဲ့အတိုင်းပဲတရက်ဒါအတွင်းရိုက်ကူးရဆိုပေမဲ့ကျွန်တော်တို့ကအာတကားလုံးမှာစင်ပေါင်း40ကျော်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအတုတ်ကိုကျွန်တော်ရိုက်ကူးရအဖွဲ့ကို၅တုတ် လေးတုပ်ခွဲထုတ်ပလိုက်တာပေါ့နော်တတုပ်ကိုဒါဒါ assistant director တယောက်နဲ့ရိုက်ကမဲ့ဆယ်ဆင်းလို့ဆယ်ဆင်းမှန်တိုင်းတရက်ကိုဆယ်ဆင်းရိုက်ကမဲ့အတိုင်းနဲ့ဒီ character ဒီတယုတ်ဆောင်နေအကုန်လုံးကဒီတစ်ဖွဲ့ကျွန်တော်ဆိုလို့ရှိရင်ပေးအဖွဲ့နဲ့ကျွန်တော်တို့ကကိုယ့်အလုပ်ကိုလုပ်သွားကြပြီးတော့အဆိုင်၅ဆိုင်ကနေပြီးတော့တယောက်ကို၈ဆင်းလို့၈ဆင်းအပြီးရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တဏီယာစီမှာရိုက်နေတဲ့အဖွဲ့ကတည့်ရက်ထဲမှာပဲ၅ဖွဲ့လောက်ဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကပြီးသွားတာပေါ့ ဆိုတော့ဇက်ညွန့်ချိတ်ဆက်မှုကလည်းဒီလူတွေကိုပြန်ဆောင်တဲ့အချိန်ဟာအန်တီမှာပဲရှိမယ်ဒါကတော့ဇက်ညွန့်ရဲ့ပါးနှက်မှုနဲ့ရေးသွားတဲ့ခါကျတော့ဒါကျွန်တော်တို့တနေ့ကိုပုံမှန်ရိုက်နေကြတဲ့အတိုင်းပဲတနေ့ကိုဆယ်စင်းရိုက်တယ်ဆိုလို့ရှိရင်ဆယ်စင်းရိုက်ကူးတာဖြစ်ပြီးတော့ဒါ assistant director လေးများစွာနဲ့ sign နဲ့ assign နဲ့ assign နဲ့ခွဲထုတ်ပြီးတော့ကျွန်တော်တို့ကသူ့နေရာနဲ့သူရိုက်ကူးနေဖြစ်နေတဲ့ကြောင့်မလို့ပုံမှန်တိုင်းပြောရင်တရက်ကိုဆယ်စင်းရိုက်တဲ့လောက်နှုံတာအတိုင်းပဲသွားတာပဲဖြစ်ပါတယ်ကျွန်တော်ကဘယ်သူပဲဘယ်လိုပဲပြည်သက်တွေ ပြောပြောပေါ့နော်ပြိသက်တွေအနေနဲ့ဆိုတာလည်းဒါကိုကျွန်တော်ရိုက်ကူးတဲ့ character တခုကိုနှစ်သက်တဲ့ပြိသက်ရှိတယ်မနှစ်သက်တဲ့ပြိသက်ရှိတယ်ပေါ့နော်ဆိုတော့ခါကြောင်ကျွန်တော်တို့ကဟိုဘက်ဒီဘက်မျှတအောင်ရိုက်ကူးရတာပေါ့နော်ဆိုတော့ဟာတာကားကိုနှစ်သက်တဲ့ပြိသက်လည်းရှိတယ် drama ကိုနှစ်သက်တဲ့ပြိသက်လည်းရှိတယ်ဆိုတော့အခါကျတော့ဟာတာပြိသက်တော့လည်းကျွန်တော်ရိုက်ကူးပေးဖို့အတွက်လိုအပ်တယ်လို့ drama ပြိသက်တော့လည်းရိုက်ကူးပေးဖို့လိုအပ်တာပေါ့နော်ဆိုတော့ပြိသက်ကဒါက50 50ပဲလေဟိုဘက်ဒီဘက်မျှတအောင်ရိုက်ကူးရမှဖြစ်တဲ့အတွက်ကြောင့်မလို့အခုကိုကြည့်ကျင်တဲ့ character အစုံဆိုတာ ပြည်သက်တီစီမှာရှိနေမှာဒီအတွက်ကြောင့်မို့ကျွန်တော်ကရိုက်ကူးပေးဖို့အတွက်လိုအပ်တယ်ဒီကာရိုက်တာကိုမနစ်သက်တဲ့သူအတွက်ရိုက်ကူးပေးတာမျိုးမဟုတ်ဘဲနဲ့ဒီကာရိုက်တာကိုကြည့်ချင်တယ်ဆိုတော့ပြည်သက်အတွက်ရိုက်ကူးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မရိုက်ကူးချင်တဲ့ကာရိုက်တာဆိုတော့ရှိမှလည်းမဟုတ်ပါဘူးဒါကြည့်ချင်တဲ့ပြည်သက်အတွက်ကျွန်တော်ကရိုက်ကူးမှာဖြစ်ပါတယ်အများကြီးရှိတာပေါ့နော်ဒါကိုကိုကိုအနေနဲ့ကလည်းဒါကိုရဲ့အိမ်မက်တွေအများကြီးနဲ့စပြီးတော့ဒီထဲဝင်လာတဲ့အချိန်မှာဒါ အာဒီလိုမျိုးပဲရိုက်ချင်တယ်ဒီလိုမျိုးပဲရိုက်ချင်တယ်ဆိုပေမဲ့လည်းဒါအလုတ်ကင်အဖွဲ့စည်းတခုလည်းရောက်သွားတဲ့အချိန်မှာကိုယ့်ရဲ့ဈေးကွက်အနေအထားကိုယ့်ရဲ့ပရိသတ်အားပြင်းမှုအရာကိုကရွေးချယ်ပြီးတော့ရိုက်ကူးရတဲ့အပိုင်းတွေရှိရမှာနော်ဒီအတွက်ကြောင့်မလို့တရုတ်ဆောင်ကတော့ဒါကြာရနေရမှာတော့အကောင်းဆုံးဘယ်လိုမျိုးပဲကာရိုက်တာဖြစ်ဖြစ်ဖြစ် တယုတ်ဆောင်มาပါပဲကျွန်တော်ကတော့ဘာဖြစ်အခုဆိုလဲပြိတ္တတွေတတိထားမိမှာပါဘာတုကာมาပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဒါတခမ်းမဲ့ကုညာကုညာနှခမ်းမဲ့ကုညာကုညာကျွန်တော်အနေနဲ့ဒါတွားရကုညီဖို့အတွက်လည်းဝင်မလေးဘာလို့ဆိုတော့ဒီတည်းကအကုန်လုံးကကျွန်တော်စီစီလုံးလုံးနဲ့ဒီလိုမျိုးပဲရှေ့ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်ဆိုရင်မူဆိုတာကတော့ဒီ director နဲ့ကျွန်တော်ဒီအလုပ်လက်ခံလိုက်ပြီးဆိုတော့ဆိုရင်မူကကျွန်တော်မှမရှိတော့ပါဘူး။ဘာလို့ဆိုတော့သူ့ယုံကြည်လို့လဲကျွန်တော်ဒီကားကိုရိုက်ကူးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုရင်ပူပန်မှုဆိုတာတော့လုံးဝမရှိပါဘူး။ဒါကဒီ iPhone နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့အလောက်ကြီးတော့နားမလဲပင်မဲ့ဒါနားလဲတဲ့သူကစီစဉ်ပြီးတော့ရိုက်ကူးတာဖြစ်တဲ့ကြောင့်မလို့အာ technical ဘိုင်းကတော့ကျွန်တော်တို့တိတ်တော့နားမလဲဘူးเนาะဆိုတော့ဒါပေမဲ့ကျွန်တော်တို့လာရောက်ငားရဲနာကတရုတ်ဆောင်လုပ်ဖို့အတွက်လာရောက်ကန်လန်းနာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကတရုတ်ဆောင် အာလုပ်ပေးဖြစ်တယ်ကိုယုံကြည်ရဲ့ဒါရိုက်တာလည်းဖြစ်တယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ကကျွန်တော်အလုပ်ကျွန်တော်လုပ်တယ်ဒါဤပညာရှင်တွေဘက်ကဤပညာရှင်တွေအပိုင်းလုပ်တာဆိုတော့ဒါတကန့်စီခွဲရတာဆိုတော့ကျွန်တော်တို့တရုတ်ဆောင်နေပိုင်းကတော့ကိုတောင်းဝင်ကိုကြည့်အောင်လုပ်ခဲ့ပါတယ်เนาะအဓိကရင်ခုံမှုကတော့တရက်ထဲမှာရိုက်တဲ့စင်ကများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ dialogue တွေကိုအစိုးရတွေကနေရောကြီးညံ့အောင်ကြည်ထားကျင်နာရတယ်တေးဆောင်ချင်းချင်းကပါနတ်မှုရှိရမယ်။ဒါလည်းမှားနေလို့ရှိရင်ပြန်ရဲဖို့တော့ကျွန်တော်တို့မှအချိန်မရှိဘူး။အကယ်၍ကျွန်တော်တို့ကဒီစနစ်ကို တရက်ထင်းနဲ့ပြီးအောင်ရိုက်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချတာဖြစ်တဲ့ကြောင့်မလို့ဒီအာကြီးကိုတရက်မပြီးလဲနောက်ရက်ရိုက်လိုက်မယ်ဆိုဘယ်သူမှမသိပါဘူးဆိုစိတ်နဲ့လုံမှမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့တစင်းလောက်မှကြာနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှန်လာတဲ့အချိန်ကလုံးဝဝင်မှာမဟုတ်ရင်ကျွန်တော်ဒီတရက်ထင်းရိုက်တယ်ဆိုတဲ့ကိစ္စကလိမ့်တယ်လို့ဖြစ်နေမှာပေါ့နော်ဒီအတွက်ကြောင့်မလို့ကိုကြောင့်လည်းဒါအနောက်ချက်မဖြစ်စေချင်တဲ့အတွက်ကြောင့်မလို့ item တွေရော dialogue တွေရော production အများကြီးအများကြီးလုပ်ပြီးတော့ဟာရိုက်ကူးခဲ့တာ အာပြည်သက်တွေအနေနဲ့ကလည်းဒီကားနဲ့ပတ်သက်ပြီးတော့ဒါစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကိုညိုမင်းလွင်ရဲ့ Facebook account မှာဒါဒီကားနဲ့ပတ်သက်ပြီးရှင်းပြတာတဲ့ဖက်ချာချာရှင်းပြတာအချက်လက်တွေအများကြီးရှိရပါတော့။ဒီကိုတွားပြီးတော့လေ့လာနိုင်ပါလေ။ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါမြန်မာပြည်မှာလည်းစုံလုံးတီထွင်လှုပ်ဆောင်နိုင်စွမ်းတွေပေါ့။အာကြိုးဆိုပြီးတော့အပြုတ်သဘောဆောင်ပြီးတော့အကောင်းမြင်စိတ်လေးနဲ့အပြေးကြဖို့တည်းလဲမျောလင့်ပါတယ်အခုမကောင်းသေးရင်တော့မှတဖြည်းဖြည်းပူကောင်းလာမှာပေါ့နော် ်တပြည့်ပြည့်ပူကောင်းလောင်လုပ်နေတယ်ဆိုတော့စိတ်ကလေးကိုပဲအတိမတ်ကြည့်ပြန်ရပါကျေးဇူးအများကြီးတင်ပါကျေးဇူးပါကျေးဇူးပါ